ကိုအခုလက်ရှိလုပ်နေတဲ့အရာတွေကကိုအတွက်မကောင်းမှန်းလည်းသိတယ်မှားနေမှန်းလည်းသိတယ်အဲ့လိုတည်တည်ရဲ့နဲ့ရက်ကျက်မှုမကြိုးစားဘဲနဲ့ healing လုပ်ဖို့မကြိုးစားဘဲနဲ့ဘာလို့မထူးဆက်ခင်ပြီးတော့ကိုကိုကိုနစ်မွားလုပ်နေကြတာလဲအများစုကအဲ့လိုပဲနော်မကောင်းမှန်းတည်ရဲ့နဲ့ဆက်လုပ်တဲ့မကောင်းတဲ့လူမှန်းတည်ရဲ့နဲ့ဆက်ပြီးတော့ဖက်တွယ်နေတဲ့ကိုအတွက်အကျိုးမရှိတဲ့အရာတွေမှန်းသိပေမဲ့လည်း I don't give a ဆိုရဲ mindset နဲ့ပိုဖက်လက်မျိုးမိကိုတိုးဆိုရဲလောက်ရဲ့မျိုးလုပ်တယ်။အလမဲမင်္ဂလာပါဖီနာဖြစ်ပါတယ်။ဖီနာမသိသေးတဲ့သူလေးတွေအတွက်ဖီနာဒီအခုလက်ရှိစေတက္ကသိုလ်နှစ်မှာပညာသင်ကြားနေတဲ့ VR3 Medical Student တူဖြစ်ပါတယ်။ Blog 5ဖီနာဆိုရဲ Facebook Page မှာလည်းအင်္ဂလိပ်စာသင်ကြားပေးနေတဲ့အင်္ဂလိပ်စာဆရာမတူဖြစ်ပါတယ်။ခုနစကားကိုပြန်ဆက်ရမယ်ဆိုရင်အမားကိုအမားမန်တိတိရဲ့နဲ့ဆက်ပြီးတော့လုံနေတဲ့သူတွေကတဖြည်းဖြည်းနဲ့သူတို့စီမှာ self esteem တွေရောလာမယ်။ self respect တွေကျလာမယ်။ကိုကိုကိုလေးစားတဲ့စိတ်ကိုကိုကိုချစ်မြတ်နိုးတဲ့စိတ်တွေ ဖြစ်ဖြစ်နဲ့ရော့သွားလိမ့်မယ်။ဒါကိုသူတို့ကိုသူတို့သဘောပေါက်ချင်မှာပေါ့မယ်။ဒါပေမဲ့ it's actually happening inside them. သူတို့စီမှာတကယ်ဖြစ်နေတာအဲ့တော့ကိုကိုကိုလေးစားမှုတွေချစ်မြတ်နိုးတဲ့စိတ်တွေရော့သွားတဲ့ခါကျတော့သူတို့ကအမှားကိုမထူးဆက်ခင်ပြီးတော့မထူးတော့ပါဘူးဆိုပြီးတော့ဆက်ပြီးတော့မှားမယ်ကိုကိုကိုနစ်မောင်လောက်ကြမယ်ဒီလိုအချိန်မှာအမှားကိုအမှားမှန်သိပြီးတော့အချိန်မီပြင်ဆင်သွားနိုင်မှာတော့လာကြမယ်အဲ့တော့ Finna အရန်လေးစားတဲ့ YouTuber တယောက်ရှိတယ်သူ့နာမည်ကလီလာတဲ့သူ့ဘဝဆက်ကြောင်းကိုပြပြထားတဲ့ဗီဒီယိုတစ်ပုဒ် Finna ကြည့်ဘူးတဲ့သူကလွန်ခဲ့တဲ့နှစ်တည်တုန်းကတငယ်ချင်းတွေနဲ့အပြင်ထွက်တဲ့အရက်တွေတောက်တဲ့ဆေးတွေဆွဲတဲ့ အလူရန်ကားတယောက်ဖြစ်ခဲ့ရပါဘောเนาะပြီးရင်ရဲစခန်းကိုလည်း6ချိန်တတီရောက်ခုရဲတဲ့ဒါမဲ့တရက်မှာတော့သူကသူအမားရင်တောင်လျှောက်လုံးနေတယ်ဆိုတာကို realize ဖြစ်သွားတယ်သဘောပေါက်သွားတယ်အဲ့အချိန်မှာသူကသူမှန်ထဲမှာကြည်နေနေတဖြည်းဖြည်းမုန်းလာတယ်တဲ့သူကသူ she started hating herself ကဘာလို့လဲဆိုတော့ရှေ့မှာတောင်လျှောက်ကိုယ့်အတွက်အကျိုးမရှိတဲ့ကိုကိုကိုဒုက္ခရောက်စေမယ့်အရာတွေပဲလုပ်မိခဲ့လို့တဲ့အဲ့တော့အဲ့ဒီချိန်ကနေစပြီးတော့သူကပြောင်းလဲဖို့စပြီးတော့စူးစမ်းခဲ့တယ်။သူပုံမှန်ပြင်ထွက်နေကြတဲ့ငွေချင်းတွေနဲ့အဆက်အသွယ်ဖြတ်ပစ်တဲ့ရက်တွေဆေးတွေကိုရအောင်ဖြတ်တယ်။ပြီးရင်အလုပ်တိရှာတယ်။ ကိုကိုကိုဒီတိုးတောင်စူးစမ်းတယ်အခုဆိုရင် तू ကကုမ္ပဏီတစ်ခုရဲ့ CEO တောင်ဖြစ်နေပြီဆိုတော့သူ့နမူနာယူပြီးတော့ကိုလည်းထက်တူချတော့အမားတွေကိုလုံနေမိတယ်ဆိုရင်အခုချိန်မှာရက်တက်မှုအကောင်ဆုံးပဲပြီးရင်ကိုကိုကိုပိုကောင်းတဲ့သူတရားပိုအောင်မြင်တဲ့သူတရားပတ်စံနေပိုရှာနိုင်တဲ့သူတရားဖြစ်အောင်လို့စပြောစူးစမ်းတော့အဲ့လိုမဟုတ်ပဲနဲ့ healing ဖြစ်ဖို့လည်းမစူးစမ်းဘူးကိုကိုကိုမာမန်တရားနဲ့ဆက်ပြီးနင်မွားလုံနေတဲ့သူတွေကကို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 ယ်တိုင်ကမလေးစားဘူးဆိုရင်တခြားသူတွေလည်းကိုယ်လေးစားမှာမဟုတ်တော့ဘူးကွာအဲ့ဒီချိန်မှာ ကိုအပါဝင်ကိုရဲ့ပတ်ဝန်းကျင်ဟာလူတွေကပါကိုကိုဝိုင်းပြီးတော့ကိုဘွားကိုပြစ်စီအောင်နှင်မောင်းလောက်မှာတကယ်တော့အမားကိုရင်ဆိုင်ရမှာက is very uncomfortable ဘယ်သူမှကိုမားတာကိုမားပါတယ်ဆိုပြီးတော့ဝန်ခံတဲ့သူကရှားတယ်ကွာဘာလို့လဲဆိုတော့ is gonna hurt your ego ကိုရဲ့မာနကိုထိခိုက်တယ်ကိုကုတ်ကိုအပြစ်ရှိတယ်လို့မခံစားစေချင်လို့ you keep running away from it ဆိုတော့ကိုယ့်ရဲ့အမားတွေကနေပြီးတော့တစ်ချိန်လုံးကိုယ်ကထွက်ပြေးနေတာဘာလို့လဲဆိုတော့ကိုယ့်ရဲ့အမားကိုအမားမန်ဝန်မခံခြင်းလို့ဒီနေရာမှာတခြားသူတွေကိုဝန်ခံခိုင်းတာမဟုတ်ဘူးကိုယ့်ကိုယ်ကိုဝန်ခံခိုင်းတာယူတိုင်းအမားနဲ့မကင်းဘူးဒါပေမဲ့အမားတွေလုံးမိပြီးသွားပြီဆိုတော့ဒီအမားတွေစီကနေတာဝန်မယူဘဲထွက်ပြေးသွားတာမျိုးမလုပ်ဘဲနဲ့ ဒီအမားကိုဘယ်လို respond လုပ်မှာလဲဘယ်လိုတုံ့ပြန်မှာလဲနောက်ချက်မဖြစ်အောင်လို့ဘယ်လို healing လုပ်မှာလဲဆိုတဲ့ process တွေကိုကစပြီးစဉ်းစားရတော့မယ် healing ဖြစ်ဖို့အတွက်ကတနေ့တည်းတညတည်းတနားရီအတွင်းလုံးဝဟိုအကြီးတွေလုံးစရာမလိုဘူးကျွန်တော်တို့တသေးလေးနဲ့စတင်ရမယ် အဲ့ဒါဘာပြောချင်တာလဲဆိုတော့နံပါတ်၄ကိုကိုကိုအပြစ်တင်အောင်ရှော့မယ်ဒီလိုအမားတွေကိုနောက်ထပ်မလုံးမိအောင်လို့ကိုဘလိုဆက်ပြီးတော့နေချိန်မှာလဲပိုကောင်းမွန်တဲ့လူတယောက်ဖြစ်လာအောင်လို့ဘာတွေဆက်ပြီးတော့လုံးမှာလဲဆိုတော့စဉ်းစားရမယ်ပြီးတော့ရင်ကန်ကောင်အိမ်မယ်ကန်ကောင်စားရမယ် move your body ကိုယ့်ရဲ့ခန္ဓာကိုယ်လှုပ်လှုပ်ချာချာလှုပ်ပေးမယ်ဒီလိုပြောင်းလဲမှုတိတိလေးညာနေစတင်ရမယ်ပို့ပြီးတော့အရေးကြီးတာကကိုကိုအမားတွေလုံးမိနေစင်မဲ့အရာတွေ trigger တွေဆီကနေပြီးတော့ခက်ခဲခင်းနေရမယ်အကယ်၍ကိုကဆေးဆွဲနေတဲ့သူအရက်ဆွဲနေတဲ့သူဆေးလိပ်ဆွဲနေတဲ့သူတရဖြတ်ဖို့လဲစူးစမ်းနေတယ်အဲ့လိုအချိန်မျိုးမှာ ှဒီလိုအရာတွေကိုသုံးနေတဲ့သူတွေစီကနေကိုကဝဝင်းနေရမယ်ကွာကိုရဲ့တငယ်ချင်းအရင်းကြီးဖြစ်နေတယ်ဆိုရင်တော့မှ you need to set the boundary ကိုစီမှစီတစ်ခုချရမယ်ပေါ့နော်သူတို့ကိုတငယ်ချင်းဖြစ်ကနေစွန့်လို့ရမယ်လို့လည်းဖယ်တော့မပြောချင်ဘူးဒါပေမဲ့စီတစ်ခုတော့ထားတင်တာပေါ့နော်ဥပမာငါနေတော့နဲ့အခင်မင်းတော့မပြတ်ချင်ပါဘူးဒါပေမဲ့ငါကတောင်မကောင်းမှန်းသိလို့စပြီးတော့ ဖြတ်ဖို့စူးစမ်းနေပြီးအဲ့တော့ငါ့ကိုဆေးလေးတောက်ဖို့အရက်တောက်ဖို့ဈေးရတုံးမမခေါ်ပါနဲ့တော့အဲ့လိုမျိုးကငေါ့မမပြောပေါ့ပြီးတော့ကိုကို supportive ဖြစ်စေမဲ့ကိုရဲ့ဘဝဒုတက်မှုအတွက်အထောက်အကူဖြစ်စေမဲ့ရုပ်ဝင်လေးတစ်ခုဖန်တီးစေချင်တယ်ပြီးတော့ social media ပေါ်မှာဆိုရင်လည်းကိုအတွက်အကျိုးမရှိတဲ့ပောက်ကျ content တွေကိုအချိန်ကုန်ခံပြီးတော့ like ကြည့်နေမယ်အစားကိုတကယ်လေးစားအားကြရတဲ့ကိုကိုပြောင်းလဲမှုပေးနိုင်တဲ့ content creator တွေကို follow ရမယ်သူရဲ့ content တွေကိုအစမပြတ်ချိန်ပေးနေမယ်ဆိုရင်ကိုရဲ့ပို့ပြီးတော့အောင်မြင်တဲ့ပို့ပြီးတော့ကောင်းမွန်တဲ့ version အစ်စ်တစ်ခုကိုကိုကို ရင်တည်ဆောက်တတ်သွားလိမ့်မယ်။ကဲဟုတ်ပါပြီ။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့အတွေ့အကြုံပေါက်သွားမယ်လို့ပြန်တော်မျှော်လင့်ပါတယ်။ဗီဒီယိုလေးကိုစောင့်ကြည့်ကြည့်ပေးကြရတဲ့အတွက်အားလုံးကျေးဇူးများကြီးတင်ပါတယ်။ Anyway, I hope you have a wonderful rest of your day and I'm going to see you in my next video. Bye bye.